ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေဟာခန္ဓာကိုယ်အတွက်တာဝန်ကိုယ်စီရှိကြတာမို့လို့အဲ့ဒီဓာတ်တွေကိုရရှိနိုင်မှုကအလွန်အရေးကြီးပါတယ်ဒါပေမဲ့ကိုကနေ့စဉ်စားသောက်မှုပုံစံကိုမပြင်ဆင်နိုင်ဘူး၊ဂရုမပြုမိတတ်ဘူးဆိုရင်တော့အာဟာရဓာတ်တွေကိုလုံလုံလောက်လောက်ရရှိနိုင်မှုကခက်ခဲလာမှာပါ။ဒါကြောင့် supplement လို့ခေါ်တဲ့ဖြည့်စွက်စာတွေကိုစားသောက်မိဝဲကြဖို့ဖြစ်လာရပါတယ်။ ဖြည့်စွက်အားစေးရရည်ရချက်ကတော့အကြောင်းမျိုးမျိုးကြောင့်ခန္ဓာကိုယ်ကဟာရတဲ့လုံလောက်စွာမရရှိတဲ့အခါမှာအစာထုတ်အသုံးပြုဖို့ဖြစ်ပါတယ်။ဖြည့်စွက်အားစေးရများစွာရှိတဲ့အထက်ကမှယခုတစ်ပတ်မှာတော့ကျန်းမာရေးအတွက်အရေးကြီးပြီးသုံးစွဲပေးတဲ့ဗိုက်တာမင်နဲ့သတ္ထုတဲ့ supplement တွေအကြောင်းကိုပြောပြပေးတော့ပါမယ်။ vitamin D vitamin D ဟာအစာအစာတွေကနေလည်းရရှိနိုင်ပေမဲ့နေရောင်ခြည်ကသာရရှိနိုင်တဲ့ vitamin ဓာတ်ဖြစ်ပါတယ် အိမ်မှာဖြစ်စေအလုံးမှာဖြစ်စေနေရောင်ခြည်နဲ့ထိတွေ့မှုတွေနေပါတာမိုးရသည်မှာလည်းမျိုးနေရောင်ခြည်ရရှိမှုတွေပုံမိုလျော်နေသွားတာမျိုးတွေကြောင့်ဗိုက်တာမင် D ကိုလုံလောက်စွာရရှိနိုင်မှုကခက်ခဲပါတယ်။ဒါကြောင့်ဗိုက်တာမင် D ဟာဆိုရင်ဖြစ်စွာအားစေးအဖြစ် သုံးဆွဲဖို့အရေးပါဆုံးအာဟာရဓာတ်တစ်မျိုးဖြစ်တယ်လို့ဆရာဝန်အများစုကကောက်ချက်ချထားပါတယ်။ဗိုက်တာမင် D ဟာအရိုးစစ်ကျန်းမာရေးနဲ့ကိုယ်ခံအားစနစ်အပြင်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါအရေးပါပါတယ်။ omega 3 omega 3 fatty acid တွေဟာအစာစာကနေရရှိနိုင်ပေမဲ့ငါးနဲ့အစာစာတချို့တွေမှာသာတွေ့ရပြီးနေ့စဉ်လုံလောက်စွာရရှိနိုင်မှုခက်ခဲပါတယ်။ omega 6 fatty acid တွေကတော့လူအများစုစားသုံးတတ်ကြတဲ့အခါအစာစာတွေမှာပါဝင်တာကြောင့် အိုမီဂါ3နဲ့ရှင်လိုက်တဲ့အခါအချိုးတော်တော်လေးကွာဟပါတယ်။ဒါကြောင့်ကျန်းမာရေးအတွက်အကောင်းမွန်ပြီးရရှိနိုင်မှုခက်ခဲတဲ့အိုမီဂါ3 fatty acid တွေကိုအိုမီဂါ3ဖြည့်စွက်စေဒါမှမဟုတ်ငါးကြီးစီရေကနေတဆင့်ရနိုင်မှုလှုပ်ဆောင်တဲ့လို့ဆရာဝန်တွေကတိုက်တွန်းထားပါတယ်။အိုမီဂါ3ဟာစီဂျိုကင်ဆာအုံနောက်နဲ့သက်ဆိုင်တဲ့ရောဂါတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။ magnesium မက်ဂနီဆီယမ်ဓာတ်ဟာအစမ်းရောင်ရှိတဲ့အရွက်တွေမြေပဲအဆိပ်အဆန်နဲ့ပဲတချို့မှာပါဝင်ပြီးလူတွေလုံလောက်စွာမရရှိကြတဲ့အာဟာရဓာတ်မျိုးဖြစ်ပါတယ်။မက်ဂနီဆီယမ်ဟာကြွက်သားနဲ့အာရုံကြော လုံဆောင်မှုတွေမှာပါဝင်ပြီးတော့ခန္ဓာကိုယ်လုံဆောင်မှုအတွက်အရေးပါတဲ့အာဟာရဓာတ်မျိုးလည်းဖြစ်ပါတယ်။ကောင်းမွန်စွာအိပ်စက်စေနိုင်တဲ့အကျိုးအာနိသင်လည်းရှိပါတယ်။ဒါကြောင့်မက်ဂနီဆီယမ်ဟာဖြည့်စွက်အားစေဖြစ်သုံးဆွဲပေးတဲ့ဆင်းရဲနဲ့မှာပါဝင်ပါတယ်။ Fiber အမြင်ဓာတ်တွေကို Hindi ဟင်းရွက်တိုင်းနဲ့အသီးနှံတွေကနေရရှိနိုင်ပါတယ်။ Fiber ဟာဦးလန်းကြောင်းစမ်းမရေးကိုအထောက်အကူပြုပေးပြီးတော့ဝမ်းချုပ်တာဝမ်းမမှန်တာစတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကိုလည်းပုံမကောင်းမွန်စေပါတယ်။ဒါကြောင့် fiber supplement ကိုသုံးစွဲကြဖို့ဆရာဝန်တွေကတိုက်တွန်းထားကြတာဖြစ်ပါတယ်။စင် ဆင်းရလဲမက်ဂနီဆီယမ်လိုပဲအစားအစာတွေမှာပါဝင်ပေမဲ့လူတွေလုံလောက်စွာရရှိမှုနည်းတဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ဆင်းဟာအနာကျက်မြန်စေတာကိုယ်ခံအားကောင်းမွန်စေတာတွေကနေပရိုတိန်းစံသက်စ် DNA စံသက်စ်လိုလိုခန္ဓာကိုယ်ရဲ့အဓိကလုံဆောင်ချက်တွေအထိပါအကျိုးသက်ရောက်မှုရှိစေပါတယ်။ဒါကြောင့်ဆင်းကိုအစားအစာတွေကနေဖြစ်စေဆေးဝါးတွေကနေဖြစ်စေလုံလောက်စွာရရှိအောင်လုံဆောင်သင့်ပါတယ်။အခုတင်ဆက်ပေးသွားခဲ့တာကတော့ဖြည့်စွက်အားဆေးတွေထဲကမှ အရေးကြီးဆုံးနဲ့အကျိုးရှိဆုံးဆေးဝါးတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ multivitamin လိုမျိုးအာဟာရဓာတ်တွေကိုစုစည်းထားတဲ့ဆေးဝါးတွေရှိပေမဲ့လို့မိမိလိုအပ်တဲ့အာဟာရဓာတ်တမျိုးမျိုးကိုတခြားသုံးဆွဲပေးခြင်းကပိုပြီးတော့အကျိုးရှိနိုင်ပါတယ်။သုံးဆွဲတဲ့အခါမှာလေမိမိရဲ့လိုအပ်ချက်ပေါ်လိုက်ပြီးဆေးဝါးပမာဏအကျင့်အရေးစတာတွေကိုချိန်ညှိတင်ပါတယ်။ဒါပေမဲ့အာဟာရဓာတ်တွေဖြစ်တဲ့လျောက်ဆေးဝါးတွေထက်သဘာဝအရင်းမြစ်တွေဖြစ်တဲ့အစားအစာတွေကနေရရှိခြင်းကပိုပြီးတော့အကျိုးရှိတာကိုတော့သိထားတင်ပါတယ်။ အခုလိုကျမ်းမာရေးနဲ့ဆိုင်တဲ့အသိပညာဗဟုထုတာတွေအကြောင်းတင်ဆက်ပေးနေတဲ့တန်လွင်ထိုင်းရဲ့တန်လွင်ကျမ်းမာအစီအစဉ်ကိုအပတ်စဉ်ဗဟုထုဖူးနေ့တွေရဲ့ညနေ6နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်ပါတယ်။အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။